ါပါရှင်2015ခုနှစ်စက်တင်ဘာလ17ရက်တောက်ကြနေညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်အောင်စု Washington DC မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်ကျွန်မဟေမာစုပါ RFA စီစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီကနေ၈နာရီခွဲထိတိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်ပြီးည၈နာရီခွဲကနေ၉နာရီအထိဒီအစီအစဉ်တွေကိုပြန်လည်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့သတင်းတွေထဲမှာရွေးကောက်ပွဲအပြီးကော်မရှင်ဥက္ကဋ္ဌရာရူကအနားယူရမယ်လို့ပြောလိုက်တဲ့သတင်း ရွှေပြည်သားအလုသမားကောင်းဆောင်နှစ်ဦးကိုတရားရုံးကထောင်ဒဏ်နှစ်နှစ်ကျော်ချမှတ်လိုက်တဲ့သတင်းခိုတောင်ကျွန်းလူသတ်မှုအတွက်ဖမ်းဆီးခံထားရတဲ့မြန်မာနှစ်ဦးအမှုမှာလက်နက်မှာတွေ့ရတဲ့မျိုးရိုးဗီဇာနဲ့တရက်ခန့်တွင်ရဲ့မျိုးရိုးဗီဇာမတူညီကြောင်းမှုခဲဆရာဝန်ကြီးတွေကထွက်ဆိုလိုက်တဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ပြသွားမှာဖြစ်ပါတယ်။ဒီသတင်းတွေနဲ့အတူဒေါအောင်ဆန်းစုကြည်ရဲ့ကြရပြည်နယ်ခီးစဉ်သူရဦးရွှေမန်းရဲ့ဖြူမြို့နယ်ကမဲဆွယ်ပွဲဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးဝေလွင်ရဲ့နေပြည်တော်ကမဲဆွယ်ပွဲ ကော်မှုမှာဒေါအောင်ဆန်းစုကြည်နဲ့ရှင်ပြိုင်မဲ့ကြန့်ခိုင်ရေးပါတီကကိုယ်စားလှယ်လောင်းတွင်နဲ့တွေ့ဆုံမေးမြန်းကန်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့တွေ့ဆုံမေးမြန်းချက်တွေအစရှိတဲ့အစီအစဉ်တွေနဲ့အတူမွန်တိုင်းရင်းသားဘာသာအစီအစဉ်တွေကိုလည်းထုတ်နဲ့ပေးသွားဖို့စီစဉ်ထားပါတယ်ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစာပြီးတင်ပြပေးပါမယ်ရှင် ရွေးကောက်ပွဲအပြီးယာရုကနေအနားယူမှာဖြစ်ပြီးတော့နောင်လာမဲ့ရွေးကောက်ပွဲတွေမှာတာဝန်ထမ်းဆောင်ပေးဖို့တောင်းဆိုလာရင်လည်းငင်းဆန်သွားမှာဖြစ်ကြောင်းပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးကပြောလိုက်ပါတယ်။နေပြည်တော်ကပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရုံးချုပ်မှာ RFA နဲ့တီးသက်မေးမြန်းရာမှာကော်မရှင်ဥက္ကဋ္ဌဦးတင်အေးကပြောလိုက်တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကထိပ်ပိုင်းခေါင်းဆောင်တွေဟာတက်မတော်ကလာတဲ့အကြီးအကဲတွေဖြစ်နေတာကြောင့်အသစ်ပြန်လဲဖွဲ့စည်းပေးဖို့တောင်းဆိုခဲ့တာတွေရှိခဲ့တဲ့အပေါ်မင်းငင်းခဲ့ရမှာအခုလိုဖြေချလိုက်တာဖြစ်ပါတယ်။ဥတည်ရင်နဲ့ကျမတို့ RFA ရဲ့တွေးဆုံမင်းမြန်ချက်ကိုအစီအစဉ်နောက်ပိုင်းမှာထုတ်လွှင့်ပေးဖို့ရှိပါတယ်ရှင်။တရုတ်မြန်မာနယ်စပ်ရွှေလီနဲ့ကျေကောင်မြို့တွေကိုတရားမဝင်တွားရောက်အလုပ်လုပ်ကင်နေတဲ့မြန်မာနိုင်ငံသားရွှေပြောင်းအလုပ်သမား 9000ကျော်လောက်မဲပေးခွင့်ဆုံးရှုံးနိုင်မွေရှိနေပြီးဒီလူတွေမဲပေးခွင့်ရဖို့ NLD ပါတီကရွေးကောက်ပွဲကော်မရှင်နဲ့ညှိနှိုင်းပြီးရွှေ့ပြောင်းအလို့သမားတွေမဲပေးခွင့်ရဖို့ကြိုးစားသွားမယ်လို့သိရပါတယ်။ တရားမဝင်သွားရောက်နေထိုင်ကြတာဖြစ်လို့မဲဆင်းရင်မှာမပါဝင်တဲ့အတွက်မြို့နယ်ရက်ွက်ရုံးတွေရဲ့နေထိုင်ကြောင်းထောက်ခံချက်တွေတောင်းယူပြီးမဲပေးခွင့်ရရှိဖို့အတွက်သက်ဆိုင်ရာကော်မရှင် ရုံးတွေမှာရှောက်လွှာတင်ရမှာဖြစ်တယ်လို့ NLD ပါတီရဲ့မူဆယ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးထွန်းကိုကိုကပြောပါတယ်မူဆယ်မြို့ကန်တွေဟာတရုတ်ပြည်တွေကိုနေ့စဉ်အသွာပြန်လှုပ်ပြီးတော့အလုတ်လုတ်ကင်နေရတဲ့သူတွေရှိနေသလိုရွှေလီမြို့မှာတရားမဝင်နေထိုင်ပြီးအလုတ်လုတ်ကင်နေသူတွေလည်းရှိပါရဲ့ရှင်။ ကချင်ပြည်နယ်မှာရွေးကောက်ပွဲကာလလုံခြုံရေးအတွက်အထူးရဲ800ကျော်အပါဝင်ရဲတပ်ဖွဲ့အင်အား2000ကျော်ထားရှိမှာဖြစ်တယ်လို့ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှရဲမှူးကြီးချစ်ဦးကဒီကနေ့ပြောပါရယ်မြစ်ကြီးနားမြို့မှာကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှကျင်းပတဲ့သတင်းစာရှင်းလင်းမှာအခုလိုပြောလိုက်တာဖြစ်ပြီးရဲတပ်ဖွဲ့အင်အားမလုံလောက်တာကြောင့်လုံခြုံရေးယူရမယ့်အထူးရဲ800ကျော်ကိုခန့်အပ်လိုက်တာဖြစ်တယ်လို့ဆိုပါရယ် အဲ့ဒီအထက်မှာတရားကျော်ဟာကချင်ပြည်နယ်အတွင်းမှာရှိတဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေဖြစ်မယ်လို့သိရပါတယ်ရှင်ပြည်အောင်စုတရားလွှတ်တော်ချုပ်ရုံးရဲ့ဒုတိယညွန်ကြားရေးမှူးချုပ်ယာရုတွေကိုတက်မတော်ကအငင်းစားယူလိုက်တဲ့အရာရှိတွေအမိတ်နဲ့တိုက်ရိုက်ခန့်အပ်ခဲ့တဲ့အတွက်ရှင်းနေတွေရဲ့အဝါရောင်ဖဲချိုးလှုပ်ရှားမှုကိုဒီကနေ့ရန်ကုန်မြို့မှာစတင်လိုက်ပါတယ်။ RFA သတင်းတော်ကိုဖုံးမြတ်ကတင်ပြထားပါတယ်ရှင်။ဒွေမြတ်စစ်စစ်ရှင်ကောင်းမြတ်ဒွေမြတ်ရှင် ရတတရားရေးဝန်ထမ်း2အနေနဲ့လုံသက်20ကျော်ရှိမှသာရနိုင်တဲ့နိုင်ငံရဲ့အမြင့်ဆုံးတရားရုံးဒုတိယညွှန်ကြားရေးမှူးချုပ်ယာရုကိုတက်မတော်အငိမ့်စားအရာရှိ20ခန်းကိုတိုက်ရိုက်ခန့်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒါကိုကန့်ကွက်တဲ့အဝါရောင်ဖဲကျိုးဝါလှုပ်ရှားမှုကိုရန်ကုန်မြို့ကရှေ့နေတွေစူပေါင်းပြီးပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီလှုပ်ရှားမှုကိုတရားလွှတ်တော်ရှေ့နေဦးအောင်စိုးကဥဆောင်လုပ်ခဲ့တာဖြစ်ပါတယ်။ကျန်းစီရေးပိုင်းကိုစစ်ပဆိုင်အရာရှိတွေကလက်ညှိုးနဲ့ဒွညွန့်နဲ့ဒွညွန့်ချိုတင်နဲ့ဝင်လာရဲဆိုတာကို တွင်တွင်ကျကျကြားနေတွေ့နေရတယ်မြင်နေရတယ်ဒီပေါ်တွေမှာနောက်ထပ်အဲ့လိုမျိုးတွေသာအများကြီးဆက်ခံနေမယ်ဆိုရင်ပြည်သူယုံကြည်တဲ့တရားစီရင်ဖြစ်မှာကိုဆိုရင်မြင်အဝါရောင်ဖဲကျိုးဝါလှုပ်ရှားမှုတင်ဂေတာဟာတရားရေးဝန်ထမ်းတွေရဲ့ရင်တို့တစိ့အဝါရောင်အမှတ်သားကိုဖော်ညွှန်းတာဖြစ်ပြီးတရားစီရင်ရေးရာထူးကြီးနေရာတွေမှာစစ်တပ်ကအရာရှိတွေကိုဆက်ခံနေမယ်ဆိုရင်လွတ်လပ်သောတရားစီရင်ရေးအလံဝေးသွားပြီလို့ပြောပါတယ်ဟိုကြောင်းနာကိစ္စပဲကြည့်ပေါ့ဟိုဟို ဒေလူတယောက်တည်းကိုစစ်နေတာ6လတောင်ကြာပြီဆိုတော့ဒီအပြစ်ရှိတာမရှိတာခဏဖယ်ထားအချင်းစခန်းထဲမှာ6လတည်းဒီကလေးတယောက်ရောက်နေရတယ်အတရားစီရင်စစ်စင်းသားတာဒီဆရာပူမချမ်းသာမပြောတော့ဘူးတရားရေးမှာစစ်တပ်ကအရာရှိတွေကိုမခံအပ်ဖို့လှုပ်ရှားတဲ့အဝါရောင်ဖဲကျိုးဝါလှုပ်ရှားမှုကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ကြကြပြက်ပြက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ် တနိုင်ငံလုံးအပြစ်ခတ်ရေးစေစာချုပ်လက်မှတ်ရေးထိုးပြီးနောက်ဆက်လက်ဆောင်ရွက်ရမယ့်အချက်တွေကိုမြန်မာငင်းငင်းစင်တာ MEC ကကိုယ်စားလှယ်တွေကဒီကနေ့သတင်းမီဒီယာတွေကိုမြန်မာငင်းငင်းစင်တာမှာခေါ်ယူ ရှင်းပြခဲ့ပါတယ် RFA သတင်းနောက်ကိုကျော်ထွန်းနိုင်ကတင်ပြထားပါတယ်ရှင် NCA စာချုပ်မှာပါဝင်လက်မှတ်ရေးထိုးမဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို NCA စာချုပ်လက်မှတ်ရေးထိုးပွဲမတိုင်ခင် မတရားအသိမ်းဖြစ်သတ်မှတ်ထားရကနေပက်ပြက်ပေးမှဖြစ်ကြောင်းမြန်မာငင်းငင်းစင်တာကအကြီးတန်းအကြံပေးဦးလာမောင်ရွှေကပြောပါလေ သူတို့က in legal organization second department ကရှိတာမရှိတာလွှတ်တော်နဲ့ဆိုင်တယ်။ executive order နဲ့သမရာလက်မှတ်ထိုးပြီးမတိုင်မီမှာတရရဖြစ်ဖြစ်မဲ့နိုင်ပိုင်းဖြစ်ဖြစ်မဲ့ဒါသမရာဆုံးဖြတ်လိမ့်မယ်။လက်မှတ်ထိုးဖို့ရောက်လာတဲ့ပုံကိုယ်တွေက in legal organization ကပယ်ဖြတ်ပြီးဖြစ်စီရမယ်ဆိုရင်သူ့အဖွဲ့အစည်းက legal ဖြစ်သွားတယ်။ legal ဖြစ်သွားရင် तू ကပြည်သူလူထုလိုပဲသူ့အတွက်စီးပွားရေးလုပ်ငန်းတွေဆိုတာပြည်သူလူထုရတဲ့အခွင့်အရေးတွေတော့သူတို့ရမှာပဲ။ ဒါပေမဲ့သူတို့ဒေတာတွေမှာဖွင့်ပြရေးကိစ္စလို့ဟာမျိုးတွေကတော့သူတို့ဥစားပေးခံရနိုင်တယ်ဆိုတာလက်တွေ့ဆန်ပါတယ်ဒါသူတို့ရဲ့မဟုတ်ရင်သူတို့ control area တွေရောဘယ်လိုလုပ်ဖွင့်ပြမလဲဆိုတဲ့သဘောပါပဲအစိုးရဘက်ကစတင်မာလာမကောင်ခင်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့15ဘွဲ့နဲ့တနိုင်ငံလုံးပြစ်ခတ်ရက်စေးစာချုပ် NCA ကိုလက်မှတ်ရေးထိုးဖို့ဆန္ဒရှိနေပြီးတိုင်းရင်းသားတွေဘက်ကမဆုံးဖြတ်ရသေးပဲရှိနေပါလေ NCA စာချုပ်ကိုလက်မှတ်ရေးထိုးပြီးရဲ့နောက်24နာရီအတွင်းနှစ်ပတ်တက်တွေအနေနဲ့ အောက်ခြေတက်တွေသိအောင်အကြောင်းကြားရမှာဖြစ်ပြီး9ရက်အတွင်းစာကြောက်ပါအချက်လက်တွေကိုအောက်ခြေတက်တွေကိုဖြန့်ဝေပေးရမှာဖြစ်ပါတယ်။စစ်ပတ်ဆိုင်ရာကိစ္စတွေကိုဆောင်ရွက်ဖို့အပြစ်ကတ်ရစေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ GMC နဲ့နိုင်ငံရေးကိစ္စတွေကိုဆောင်ရွက်ဖို့ပြည်ထောင်စုညဉ့်ဉန်းရေးပေါ်ဆောင်မှုပူးတွဲကော်မတီ UPDJC ကိုအစိုးရတိုင်းရင်းသားနဲ့လူထုကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းသွားရမှာဖြစ်ပါတယ်။ MCA စာချုပ်ကိုလက်မှတ်ရေးထိုးပြီးတာနဲ့တိုက်ပွဲတွေကပျောက်ကင်းသွားမှာမဟုတ်ဘဲ GMT အဖွဲ့ကတက်နေရခြားသားရေးကိစ္စတွေကိုဆောင်ရွက်ပြီးမှတိုက်ပွဲတွေရော့ကျသွားမှာဖြစ်ကြောင်းလည်းပြောပါလေနိုင်ငံရေးဆွေးနွေးပွဲမှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုဆွေးနွေးတဲ့အခါအစိုးရတက်မတော်တိုင်းရင်းသားတွေအပြင်နိုင်ငံရေးပါတီတွေလွတ်တော်ကိုယ်စားလှယ်တွေနဲ့ပါဝင်တဲ့သူတွေအားလုံးပါဝင်ဆွေးနွေးခွင့်ရမှာဖြစ်ကြောင်းလည်းပြောပါလေ the power sharing တို့ resource sharing တို့ဆိုတာကအဲ့ဒါအခြေခံဥပဒေပြင်တာပဲလေ NCA စာချုပ်လက်မှတ်ရေးထိုးပြီး ရပ်ပေါင်း60အတွင်းနိုင်ငံရေးဆွေးနွေးပွဲမူပေါင်းရေးဆွဲရမှာဖြစ်ပြီးရပ်ပေါင်း90အတွင်းနိုင်ငံရေးဆွေးနွေးပွဲတွေကိုစတင်ရမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကအခြေခံလောက်ခလာစာတိုးပေးဖို့ဆန္ဒပြခဲ့တဲ့ရွှေပြည်သားမျိုးနယ်ကအလုံသမားခေါင်းဆောင်ကိုမျိုးမင်းမင်းနဲ့ကိုနိုင်ထေးလွင်တို့ကိုတောင်းကလာပါမျိုးနယ်တရားရုံးကနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုတရားမဝင်စီတန်းလှည့်လည်မှုခွင့်ပြုချက်မပေးတဲ့နေရာမှာဆန္ဒပြမှုအဆရှိတဲ့ပုံမှန်၃ခုနဲ့ဒီကနေ့ထောင်နဲ့နှစ်နှစ်ကျော်စီချမှတ်လိုက်ပါတယ်။ အင်းလက်မြမအထက်ကျုပ်ဆက်ယုံကအလုံသမားခေါင်းဆောင်ကိုမျိုးမင်းမင်းကထောင်နဲ့နှစ်နှစ်နဲ့6လ Fort Gallery အထက်ကျုပ်ဆက်ယုံကအလုံသမားခေါင်းဆောင်ကိုနိုင်သေးလွင်ကထောင်နဲ့နှစ်နှစ်နဲ့2လကြာခံမှုအမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။သူတို့နှစ်ဦးအတွက်ခရိုင်တရားရုံးမှာအယူခံတင်သွားမယ်လို့လည်းရှေ့နေဥယျာဉ်အောင်ကပြောဆိုခဲ့ပါတယ်ရှင်။ထိုင်းနိုင်ငံကော့တောင်းကျွန်းမှာပြည်ထိုင်နိုင်ငံသားခရီးသည်နှစ်ဦးအသက်ခံရတဲ့အမှုနဲ့ဆွဆွဲဖမ်းဆီးခံထားရတဲ့မြန်မာနိုင်ငံသားနှစ်ယောက်ရဲ့အမှုနဲ့ပတ်သက်လို့ လူသက်လက်နက်အဖြစ်သတ်မှတ်ထားတဲ့ပေါတူးရိုးဘော်ကတွေ့ရတဲ့ DNA လို့ခေါ်တဲ့မျိုးရိုးဗီဇာနဲ့ဆွဆွဲခံရတဲ့မြန်မာလူငယ်နှစ်ဦးရဲ့မျိုးရိုးဗီဇာဟာလုံးဝမတူဘူးလို့ထိုင်းနာမည်ကျော်မှုကင်းဆရာဝန်ကြီးကတရားရုံးမှာဒီကနေ့ထွက်ဆိုလိုက်ပါတယ်ဒီအမှုကိုလာမယ့်စက်တင်ဘာ22ရက်နေ့ကနေ25ရက်နေ့အထိရုံးချိန်မှာဆက်လက်ဆစ်ဆင်းမှာဖြစ်ပါတယ်ရှင်။ RFA ရုံးမြစ်တန်းညာ ရွေးကောက်ပွဲရွေးကောက်ပွဲတဲ့ရွေးပြီးကောက်တဲ့ပွဲနမိတ်ရရွေးပြီးမှကောက်တဲ့ပွဲမှုအကျင့်ဇာတိတာကောက်သွားလို့ကတော့ဟွန်းခက်တဲ့ချင်းတပုတ်လို့တေးပြီးဆရာဒီနေရာမှာတော့ပြည်သူခံတင်ပြုတ်တဲ့ကံတင့်ထန်ပြန်လာပြီတဲ့လောလောဆယ်ခံရမှ၅နှစ်စာနော်အများချစ်တာကပြည်သူကိုအလုတ်ကျွေးပြုမဲ့သူတိုင်းပြည်ကိုတိုးတက်အောင်ဆောင်ရွက်ပေးနိုင်မဲ့သူ ဖြူဖြူမဲမဲလူတွေကလူအတ္တမပါ ကိုကြိုးမဖက်အများအတွေ့တံပိုးရှိတဲ့သူကိုရွေးပါ ကောက်ပါ ပြီးရင်တင်မြောက်ပါဒါမှရွေးကောက်ပဲဖြစ်မှာပေါ့တင်မြောက်တာဒီတခါမှရင်တော့ဘဝင်အဆိုးနဲ့ရင်ကျိုးရမယ်မဲမဖြစ်စေချင်တာမို့ပြင်ညာနဲ့ချင်းချင်းအစင်းစင်မလိန်နဲ့ရွေးကောက်ပွဲကဲတင်မေးကငါးနှစ်စာပဲ RFA ရွေးမြင်တမ်းကြားအစည်းအဝေးတွေကိုဆက်ပြီးထုတ်လွှင့်ပေးနေပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာဒီကနေ့မနက်ပိုင်းကကယားပြည်နယ်ဖားဆောင်မြို့မှာဟော့ပြောပွဲပြုလုပ်ခဲ့ပြီးမင်းညာကဖရူဆိုနဲ့ဘောလခဲတို့မှလည်းဟော့ပြောပွဲတွေပြုလုပ်ခဲ့ပါတယ်။ RFA သတင်းနောက်မက်ဝေမှာထုံးကတင်ပြထားပါတယ်ရှင်။ ရောင်ဆန်းစုကြည်ကရွေးကောက်ပွဲဝင်တာဟာအစိုးရဖွဲ့လိုတာကြောင့်ဖြစ်ပြီးအစိုးရဖွဲ့နိုင်မှသာပြည်သူတွေရင်ဆိုင်နေရတဲ့မြေယာသိမ်းဆီးမှုလိုပြဿနာရပ်တွေကိုထိထိရောက်ရောက်ဖြေရှင်းပေးနိုင်မှာဖြစ်တယ်လို့ပြောပါရတယ်။အစိုးရပဲပြည်သူတွေရဲ့နေနေတဲ့ကိစ္စကိုထိတာအောင်လို့ဖြေရှင်းပေးနိုင်။ဒါကြောင့်အစိုးရလုပ်ပိုင်ခွင့်ရှိမှပြည်သူတွေရဲ့ပြဿနာတွေကိုကျမတို့ထိထိရောက်ရောက်တိုင်ပြည်ပြီးတော့ဖြေရှင်းပိုင်ခွင့်ရမှာဖြစ်ပါတယ်။ တော်တော်ပြောရရင်အဲ့ဒါကြောင့်ပဲဒီဘက်ကနေပြတော့အစိုးရလုံးချင်နေဆိုတာဟာဒီနိုင်ငံရဲ့ပြဿနာတွေကိုဖြေရှင်းပိုင်ခွင့်ကိုပြည်သူထာမတောင်းဆိုတာပဲဖြစ်ပါတယ်ပါစာဟောပြောပွဲကိုတက်ရောက်လာတဲ့ဒေသခံတဦးက NLD ပါတီအစိုးရဖြစ်ခဲ့မယ်ဆိုရင် လာမယ့်တက္ကရွေ2030ခုနှစ်မှာစင်ကာပူနိုင်ငံလိုတိုးတက်အောင်လုပ်ပေးနိုင်မလားလို့မေးမြန်းရမှာဒေါံဆန်းစုကြည်ကအခုလိုဖြေကြားခဲ့ပါတယ်အဲ့ဒါကြတော့ဒီလူလူကဘူးပေါင်းဆောင်ရဲမှာဖြစ်နိုင်မှာ တော့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြောအစိုးရဖြစ်လို့ရှိလို့ရှိရင်ဒီလိုစင်ကာပူနိုင်ငံကိုပြည်အောင်ဒီမကကြော်တက်နိုင်မှုတွေကျမတို့လမ်းသာပွင့်တယ်လို့ပဲဒီလိုပဲယူဆလမ်းကိုဆက်ပြီးရှောက်ဖို့တော့ပြည်သူပါမှဖြစ်တယ်ပြည်သူမပါဘဲနဲ့ငါတို့ယူရဲလုပ်ပေးမယ်လို့ပြောတဲ့အဖွဲ့တွေကဘတော်မှအာမကုန်နဲ့အာနာရှင်နေနဲ့ပဲတွေ့ရတယ်ဆိုးရရဲ့အမျှော်မြင်ရှိမှုနဲ့ပညာရေးစနစ်ကောင်းကောင်းထူထောင်မှုတွေအားလုံးစုပေါင်းပြီးတော့စင်ကာပူနိုင်ငံဒီမကတခြား အရှာနိုင်ငံတွေကိုကျမတို့တွေ့ထိုင်ပါတယ်လို့ကျမပြောပြတယ်ကြပြည်နယ်လာရလန်တလျှောက်မှာတက်တော်ပြုံးတိမှုတွေများနေကြောင်းနဲ့တက်တော်ပြုံးတိမှုများတာကြောင့်ရေလွှမ်းမှုမှုတွေဖြစ်နေရတာလို့လည်းပြောပါတယ်။ဒီဒီလာတဲ့လမှာဆိုလို့ရှိရင်တက်တော်တွေပြုံးတိနေတာကိုတွေ့ရတယ်။ဒီလိုတက်တော်တွေပြုံးတိတဲ့ကိစ္စကြောင့်ကျမတို့ရဲ့နိုင်ငံရဲ့အနာဂတ်မှာဆိုရင်ပြဿနာတွေအများကြီးတက်နိုင်တယ်။ဥပမာဆိုလို့ရှိရင်ဒီနေ့နိုင်ငံတစ်တိုင်းတော်တော်တော်ဟွားမှာ ရေရင်ကြီးတဲ့ကိစ္စကတတော်တွေခုတ်ပလိုက်လို့ဖြစ်တယ်။အဲ့တော့ရေတို့အကျိုးအမြတ်အတွက်ပဲကြည့်ပြီးတော့လုတ်တဲ့ဟာဟာနိုင်ငံတကာကိုရေရှည်မှာအများကြီးဒုက္ခရောက်စေတယ်။ ဗလခဲမြို့နယ်မှာ NLD နိုင်မှုခက်ခဲမယ်လို့ပြောနေကြောင်းနဲ့နိုင်မယ်ဆိုရင်ပြန်လာခဲ့မယ်လို့ဒေါအောင်ဆန်းစုကြည်ကကတိပေးခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုစလဲလောင်းတွေအနေနဲ့ရွာတွေကိုစင်းပြီးဒေသခံတွေနဲ့တွေ့ဆုံမှုရှိမရှိစစ်ဆေးသွားမယ်လို့ပြောပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာဒီကနေ့ညနေလွိုက်ကော်မြို့မှာတိုင်းဒါအဖွဲ့တွေလူမှုရေးအသင်းတွေနဲ့တွေ့ဆုံခဲ့တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုစလဲလောင်းတွေအောင်နိုင်ရေးအဖွဲ့တွေနဲ့လည်းတီးခြားစီတွေ့ဆုံခဲ့ပါတယ်ရှင်။ ပဲခူးတိုင်းဒေသကြီးဖြူမြုံနယ်မဲဆန္ဒနယ်မြေကနေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းဟာဒီကနေ့ဇာတိမျိုးဖြစ်တဲ့ဖြူမြုံမှာမဲဆွဲစီယုံရေးပြုလုပ်ခဲ့ပါတယ် RFA သတင်းတော်ကိုဝင်းကိုကိုလက်ကတင်ပြထားပါတယ်ရှင်သူရဥရှိမဟာသူ့ရဲ့မဲဆန္ဒနဲ့ဖြူမြို့နယ်မှာနှစ်ရက်ကြာမဲဆွဲစည်းရုံးမှာဖြစ်ပါတယ်ဒီကနေ့ဖြူမြို့နယ်ကရက်ွက်တွေနဲ့ကြေးရွာတွေကိုတွားရောက်မဲဆွဲခဲ့ပါတယ်အဓိကလည်းလေးမှန်တော့ ဒေတာအနံတွားပြီးတော့မျက်နှာပြပြပါကျွန်တော်တွေ့ခြင်းနဲ့ရှင်ခြင်းနဲ့ကျွန်တော်ရဲ့အခြေအနေကိုသိတယ်ပြောမယ်ဆိုရင်ကျွန်တော်ချမ်းသာရေးအခြေအနေရောအခြားအခြေအနေရောဖြစ်မှာဆိုရင်တည်းကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်အထုမဲဆွဲကြမလို့ပါဘူးအားကြောင့်လည်းဆိုရင်ကျွန်တော်ရဲ့စိတ်နာနော်ကျွန်တော်ရဲ့မေတ္တာဒီမျိုးနယ်ပေါ်မှာထားတဲ့ကျွန်တော်ရဲ့တစ္ဆာတရားတောင်းဆိုရင်တရားတွေဒီမျိုးနယ်မှာရှိကြတဲ့ လူတိုင်းပုံတော့တော်တော်များများကတည်နေတဲ့အတွက်ကျွန်တော်မဲဆွေပြမလိုပါဘူးဖြူမြို့နယ်မှာပြည်သူလူတော်နေရာအတွက် NLD ပါတီကဦးတန်းညွန့်တတိပုဂ္ဂလဦးကိုကိုကျော်တိုင်းရင်းသားစီလုံးညွန့်ကြီးပါတီကဒေါ်နန်းခင်ကိုအပါဝင်ကိုစလေလောင်းခုနဦးပါဝင်ရှင်ပြိုင်မှာဖြစ်ပါတယ်ဖြူမြို့နယ်အတွက်ပညာရေးကျန်းမာရေးလမ်းမဲဆွသွေရေးရစမီရရှိရေးတွေကိုဆောင်ရွက်သွားပေးမယ်လို့သူတော်ဦးရှိမန်းကပြောပါတယ်သူ့အနေနဲ့ ဖြူးမြို့နယ်အတွက်တင်မဟုတ်ဘဲတနိုင်ငံလုံးအတွက်လှောက်ဆောင်ပေးမယ်လို့လည်းသူရဥရှိမန်းကပြောပါတယ်ဖြူးမြို့နယ်အကျိုးစီးပွားကံကတနိုင်ငံလုံးရဲ့အကျိုးစီးပွားကိုဆောင်ရွက်နေဖို့ကြိုးစားမယ်ကျွန်တော်ဒီဝေးချက်ကမြို့နယ်ပြမန်ရှိတဲ့ရပ်ကွက်ကြီးပါမယ်ကွန်ပျူတာတက်ရပါမယ်ကတနိုင်ငံလုံးရဲ့ကွန်ပျူတာတက်ရတယ်ကျွန်တော် ဒူဇာပြီးဆောင်တာနော်တူတာဦးရှိမဟာ2010ရွေးကောက်ပွဲတုန်းကနေပြည်တော်ကောင်စီနယ်မြေဇေယတိတိပြည်သူ့လွတ်တော်မဲဆန္ဒနယ်ကဝင်ရောက်ရှင်မြိုင်အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီနှစ်မှာတော့သူ့ရဲ့မွေးဖွားရဇာတိဖြစ်တဲ့ဘကိုးတိုင်းဖြူမြို့နယ်ကနေဝင်ရောက်ရှင်မြိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ တညာစီစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါရှင်။နေပြီးတော့ပုပ်ပသေးဒီမျိုးနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကနေဝင်ရောက်ရှင်ပြိုင်မဲ့ကာကွယ်ရေးဝင်ကြီးချုပ်ကာကွယ်ရေးဝင်ကြီးဟောင်းဖြင့်တာဝန်ယူခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးဝေလွင်နဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးခမောင်ထေးတို့ဟာဒီကနေ့မနက်ပိုင်းကပုပ်ပသေးဒီမျိုးနဲ့အောင်တုခချင်းရွာမှာမဲဆွယ်စီယုံခဲ့ကြပါတယ်။ RFA သတင်းနောက်မတ်ဝေရံမိုးမြင့်ကတင်ပြထားပါရှင်။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးဝေလွင်ဟာပြည်ခိုင်ပြိုးပါတီကနေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ပုပ္ပတိရီမျိုးကဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကပုပ္ပတိရီမျိုးနယ်တွေကကျေးရွာတွေမင်းလင်းရေးအတွက်ငွေလူတာဟာလဲမဲဆွဲတာမဟုတ်ကြောင်းနဲ့ပြည်သူတွေမဲပေးတဲ့အချိန်မှာမိမိကြိုက်တဲ့လူကိုပေးနိုင်ကြောင်းဦးဝေလွင်ကပြောပါတယ်။ကျွန်တော်ကျော်လေးလည်းမတော်ဘူးတဲ့ချင်မှာကျွန်တော်ပြောခဲ့ပါတယ်ဒီလိုလူလို့မဲပေးတဲ့အချိန်မှာ ဒီသူလေးဆိုတဲ့အကြောင်းကိုခံပြီးတော့မင်းပြီးတဲ့ဟာကိုဘယ်လိုပါလဲမကြိုက်ရင်မပြီးပါနဲ့ဒီအတူလည်းစိတ်ထဲမှာမထားပါနဲ့သူ့အတူသူကျင်တယ်လို့ပူတာဖြစ်တယ်ကိုလည်းပြီးနေတဲ့ခေါက်ကကိုကြက်ကလေးကိုပြီးနေပါလေဒါကိုကျွန်တော်ကိုနိုင်လေမေးရဖို့လက်ထိုးရတဲ့ဟာမျိုးမျက်နှာချို့တွေးရတဲ့ဟာမျိုးတွေတော့ငါတက်တက်တော့မှမလို့ဘူးဆိုတော့ကျွန်တော်စိုးရက်ချက်ထားချတာဖြစ်ပါတယ် ပြည်ခိုင်မျိုးပါတီကလည်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကိုဝင်ရောက်ရှင်ပြိုင်မဲ့ဥက္ကမောင်ထေကပြည်ခိုင်မျိုးပါတီကလေယာမြေပြဿနာတွေနဲ့တောင်သူအကျိုးအတွက်အဓိကထားပြီးလှုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်းပြောပါရယ်။ရှေ့တာရှေ့လုံးမဲ့အခါတွေမှာကျွန်တော်တို့လုံးဝမဲ့တိုင်းကြတယ်ဟုတ်လားလေ။တောင်သူတွေရဲ့အကျိုးစီးပွားတွေလည်းပါမယ်လေ။လေယာမြေပြဿနာတွေပြင်ရှင်းရယ်။တခြားဒီသားရဲ့ဘဝချက်တွေဆက်ပြီးတော့လုပ်ပေးသွားနိုင်မှာဖြစ်တဲ့တွေ့ကျွန်တော်တို့ဒီစိတ်ကြလုံးပေါ့ဗျာပြောပါကျွန်တော်ကစိတ်ကြလုံးပဲပြောလို့စိတ်ကြလုံးကပြည်သူများက ဘယ်ပြမမပဲနဲ့မပန်ကငါရွေးချယ်ပြီးတော့ဒီခံကျိုးပုဒ်တယ်ပြဖြစ်တဲ့ဘာမှုတွေနဲ့ကျွန်တော်ကိုဘယ်လိုထောက်ပံ့ပေးကြပါလို့တို့ပြည်တဲ့အခါကြိုးကြရေးကျွန်တော်ဒီကုန်းထုတ်ပါလေ။နေပြည်တော်ကောင်စီနယ်မြေမှာပြည်ခိုင်ပြိုးပါတီကနေရှင်ပြိုင်မဲ့ကိုစလေလောင်းတွေထဲမှာတမတော်ကနေအငိမ့်စားယူလိုက်တဲ့ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အပြင်ဗိုလ်ချုပ်ကြီးလှထေးဝင်းလည်းရှိပါရဲ့ရှင်။ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးကြီးမြင့်နဲ့အတူကိုယ်စားလှယ်လောင်းနှစ်ဦးဟာရန်ကုန်တိုင်းတကုံမြို့သစ်မြောက်ပိုင်းမှာပြီးခဲ့တဲ့အင်္ဂါနေ့ကမဲဆွယ်စီယုံခဲ့ပါတယ်။ဦးကြီးမြင့်ကိုကျမတို့ RFA တရင်နာကိုမျိုးစော်ကိုကတွေ့ဆုံမေးမြန်းထားပါတယ်ရှင်။အကေဦးကြီးမြင့်မင်္ဂလာပါခင်ဗျဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ဘလူရီမြန်ပြင်ဆင်ထားပါတယ်ခင်ဗျဟုတ်ကဲ့လောလောဆယ်စီမံခြင်းကိုနှစ်ပိုင်းဆွဲထားပါတယ်အဲတစ်ပိုင်းကတော့ကျွန်တော်ပြည်သူတွေနဲ့ဒီလို ဟလာထိတွေ့မှုဟာ politic local ပေါ့နော်ကျွန်တော်ဆောင်ရွက်ဖို့အတွက်ကျွန်တော်လုပ်ထားပါတယ်တပိုင်းအတော့ကျွန်တော်တို့မော်တော်ယာဉ်နဲ့ရက်ွက်အတွင်းကိုဟလာဒုတ်ဒူဒူသွားဖို့အတွက်ကျွန်တော်စီမံချက်ချထားပါတယ်ခင်ဗျာဒီကုံမျိုးတည်မြောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့တခြားပါတီတွေဖြစ်တဲ့ NLD တို့ကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတို့ကျွန်တော်တို့ရှိပါတယ်အဲ့ဒီပါတီကြီးတွေကိုထက်ကြော်ပြီးတော့ပေါ့နော်အောင်းနိုင်အောင်ဘယ်လိုပြန်မိပြူခွာတွေနဲ့ချမှတ်ပြီးဆောင်ရွက်ဖို့အကပြင်ဆင်ထားပါတယ်လေ NDF မှာကျွန်တော် ဥပဒေဘိုးအဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ် NDF မှာကျွန်တော်လုံရင်းနဲ့ကျွန်တော်ပြည်သူ့လွှတ်တော်ကိုကျွန်တော်ဥပဒေတွေကျွန်တော်ဥပဒေကြံရေးဆွဲပေးတယ်ဥပဒေနဲ့ပတ်သက်တဲ့အမေးတွေဟာလာအဆိုးတွေကျွန်တော်တင်ပြဘူးတယ်ကျွန်တော်အဲ့ဒါတွေဆောင်ရွက်ခဲ့တာကျွန်တော်မှတ်မိတော့ဆိုရင်တော့ကျွန်တော်တင်တယ်အစိတ်30လောက်ရှိပါတယ်အဲ့ဒီဟာတွေကကျွန်တော်တို့ရဲ့ရွက်ကော်ပွဲမှာအနိုင်ရဖို့အတွက် NDF အနိုင်ရဖို့အတွက်ကျွန်တော်ပြည်သူ့လွှတ်တော်အမိုင်အနိုင်ရနိုင်ဖို့အတွက်ကျွန်တော်လုံနိုင်တဲ့နှိပ်ပြခွာကိုကျွန်တော်ယူဆပါတယ် ဥပဒေတမားတယောက်လည်းဖြစ်တဲ့အခါကျတော့ပြည်သူတွေအတွက်လက်တလောအရေးကြီးကြီးလိုအပ်နေတဲ့ဥပဒေတွေကပါရီမန်ဖြစ်မယ်လို့အငယ်သုံးသပ်ထားလဲပြည်သူတွေအတွက်ကအမှန်တကယ်လိုအပ်တာတော့ဒီအလုံးလက်မဲ့ပပျောက်ရေးဟာလားဆင်းရဲနှံပါတဲ့လူငယ်တွေပေါ့ဗျာလူငယ်အတွက်ထောက်ကူပြုတဲ့အဖွဲ့အစည်းတခုလိုအပ်နေတယ်ဒီရွေးကောက်ပွဲကာလမှာရောမဘာသာအဖွဲ့အနေနဲ့အငယ်တို့ NDF ပါတီကိုဘယ်လိုမျိုးကူညီထောက်ပံ့မှုတွေဝိုင်းဝန်းပံ့ပိုးမှုတွေလှောက်ဆောင်လာမျိုးရှိပါသလဲခင်ဗျဒီဘာသာရေးနဲ့နိုင်ငံရေးနဲ့ကျွန်တော်တို့ တခြားစီခွဲထားတယ်။ဘာကြောင့်လဲဆိုဖွဲ့စည်းပုတ်ချင်းကဥပဒေပုံမှန်အဲ၄၆၄ရောက်ခေါက်မှာကျွန်တော်နိုင်ငံရေးကျွန်တော်တို့ကဒီဘန်တာရေးနဲ့ခွဲခြားပြီးတော့ကျွန်တော်ကြက်တော့ရမယ်လို့ပါတယ်။ ကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နဲ့အပြိုင်ရှင်ပြိုင်မဲ့တန့်ခိုင်ရေးပါတီကပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းကတော့ကိုကျော်စင်ဟင်းဖြစ်ပြီးတော့သူဟာကော်မူးမျိုးနယ်ကနေဝင်ရောက်ရွေးချယ်ဖြစ်ခံရမှာကိုဂုံယူရဲလို့လည်းပြောခဲ့ပါတယ်ကိုကျော်စင်ဟင်းကိုကျမတို့ RFA သတင်းတော်ကိုမျိုးစော်ကိုကတွေ့ဆုံမေးမြန်းထားပါတယ်ရှင်ပြည်တော်စုချက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ပေါ့နော်ကော်မူးမျိုးနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းတယောက်အနေနဲ့ အခုမဲဆက်စီယုံရေးကာလလည်းရောက်ပြီဆိုတော့ဘလိုရီမြန်အနိုင်ရဖို့အတွက်ပြင်ဆင်ထားပါသလဲဟုတ်ကဲ့အခု loss ရတော့ကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားတာတော့မရှိသေးဘူးအခုနောက်နောက်လနောက်ပတ်ထဲမှာမှကျွန်တော်တို့ဒီဘလိုပုံစံမျိုးနဲ့ကျွန်တော်တို့မဲဆက်စီယုံရေးဆင်းမယ်ဆိုတဲ့ဥစ္စာကျွန်တော်တို့စီဝေးစီဝေးလုပ်ပြီးတော့ကျွန်တော်တို့အဲဆက်ပြီးတော့ဆောင်ရွက်မှာပါဟုတ်ကဲ့โอเคအဲ့တော့ကော်မှုမျိုးနယ်ပါပေါ့เนาะကိုနေ့အဓိကအရှင်ပြိုင်ဘက်တွေကဘယ်သူတွေအမြန်ဖြစ်မယ်လို့ကိုတော်စင်ဟင်းလေ့လာထားလည်းမသိခင်ဗျာ ဟုတ်ကဲ့အဓိကတော့ကျွန်တော်တို့ဒီ NLD ကဝင်ပြိုင်ပွဲ ND ဒေါ်စန်းစုကြည်ကတော့အဓိကအဓိကဟောပေါ့ဟိုရှင်ပြိုင်ပွဲပေါ့ကျွန်တော်မြင်ပါတယ်ဟော NLD ပါတီဥက္ကဋ္ဌဒေါ်စန်းစုကြည်ရောအနိုင်ရမယ်လို့ကိုတော်စရင်ယုံကြည်ထားလားအဲတော်တော်တော့ခက်ခဲပါတယ်ကိုဒါမှလည်းကျွန်တော်ကတော့ဒေတာကန်ဆစ်ဆစ် ဖြစ်တဲ့အတွက်ကြောင့်မလို့တော့ကျွန်တော်တို့ဒီကွန်မှုမြို့နယ်ကလည်းကျွန်တော်မိသားစုမြို့ဖြစ်တာပေါ့ဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ခက်ခက်ခဲခဲကြီးနဲ့ရှင်ပြိုင်ပြီးတော့ အအောင်နိုင်မယ်လို့တော့ကျွန်တော်ယူပါတယ်။ဟုတ်။ဒေါန်ဆန်းစုကြည်ကိုနိုင်ရဖို့အတွက်ဆိုလို့ရှိရင်ဘယ်လိုအချက်တွေကအဓိကကိုတော်စင်ရင်အတွက်အဓိကကြမယ်လို့ထင်ပါလဲ။ဟုတ်ကဲ့ကျွန်တော်တို့ကတော့အဓိကတော့ကျွန်တော်က data သားဆစ်ဆစ်ဖြစ်တယ်။ဖြစ်တယ်ဆိုတော့ကျွန်တော်အခုလက်ရှိနေတာလည်းကျွန်တော်မကြီးတန်းရက်ွက်ဆိုတာကျွန်တော်တို့ကွန်မှုမြို့နယ်အစမကြီးတန်းကဆိုတဲ့အတိုင်းမှာကျွန်တော်ကတကယ်ချက်မှုချက်မှုဒါပေါ့ပေါ့ကွန်မှုမြို့နယ်ဒါဆစ်ဆစ်ဖြစ်တယ်ပေါ့။နောက်တစ်ခုကကျွန်တော်ကလည်းဟိုအတင်းပွားတွေကကျွန်တော်အခုပါတီဖြစ်လာတဲ့ဒီကျွန်တော်က ဒေတာအတွက်ကိုကျွန်တော်ဒီဇိုင်းမဲ့မဲ့ပါတီအတင်းမှာရောကျွန်တော်ပါတီမှာရောဒီဇိုင်းမဲ့မဲ့ကျွန်တော်လုပ်လာခဲ့တာပါဆိုတော့အဓိကတော့ကျွန်တော်တို့ဒေတာဖွံ့ဖြိုးရေးပါညာပါကျွန်တော်တို့မြို့နယ်ကကော်မူကွန်ညာကိုတွန်တေ၃မြို့နယ်တိုင်းမှာကျွန်တော်တို့မြို့နယ်ကဖွံ့ဖြိုးမှုအားနည်းဆုံးပဲကွန်ညာကိုဆိုလည်းတူတက်တယ်ဒါအားလုံးလည်းသိတယ်တွန်တေဆိုလည်းအရန်တူတက်ပါတယ်ကျွန်တော်မြို့နယ်ကတော့ဖွံ့ဖြိုးမှုအားနည်းတယ်အဲ့ဒါကကျွန်တော်တို့ဘယ်လိုသုံးသပ်လဲဆိုတော့အဓိကတော့ကျွန်တော်တို့ဒေတာသားစစ်စစ်လုံလုံနိုင်တဲ့ပုံကူမရှိတဲ့အတွက်ကြောင့်လို့ကျွန်တော်ခံယူတယ်ခံယူတဲ့အတွက်ကြောင့်မလို့လည်းကျွန်တော်က ကိုမျိုးနဲ့အတွက်ဆိုရဲစိတ်ဓာတ်နဲ့ကျွန်တော်ဝင်လုပ်ပြီးတော့ဆောင်ရွက်နေခြင်းဖြစ်ပါတယ်အခက်ခဲတွေကတော့ရှိမှာပါတော်တော်များများလည်းရှိမှာပါဟုတ်ကဲ့ခက်ခဲတွေကတော့ရှိမှာအခုဆက်ပြီးပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အင်းနဲ့တွေ့ဆုံမေးမြန်းခန်းကိုထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်လို့ထွက်ပေါ်နေတဲ့ဝေဖန်မှုတွေနဲ့ရွေးကောက်ပွဲအတွက်ပြင်ဆင်ထားတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ကော်မရှင်ဥက္ကဋ္ဌဦးတင်အင်းကိုနေပြည်တော်ရုံးချုပ်မှာ RFA ဝိုင်းတော်သူမတ်သိန်းတီတီကတွေ့ဆုံမေးမြန်းထားပါရရှင်။ တခုနိုဝင်ဘာလ10ရက်နေ့မှာကျင်းပမယ်2025အထွေထွေရွေးကောက်ပွဲကြီးအတွင်းမှာပေါ့လေဒီလွတ်လပ်ပြီးတော့တရားမျှတမှုရှိရှိပွင့်လင်းမြေသားမှုရှိဖို့အတွက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ဘလို့များစီစဉ်ဆောင်ရွက်နေပါလဲရှင်အဲ့တော့ပြန်ပြောမယ်ဆိုရင်ကျွန်တော်တို့ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ5ကြိမ်စလုံးမှလည်းပဲနော်အဲရွေးကောက်ပွဲအနှစ်သာရပါလေဒီပုံမှန်တည်ပြီးတော့နိုင်ငံတော်အတွက်လူတော်လူကောင်းတွေရွေးမယ်ဆိုပြီးတော့ရွေးကြတဲ့နော်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမဟုတ်ပါဘူးနော် အဲ့တော့ပြောရင်တော့ဒီလိုအခြေအနေမှာရှိတဲ့ကျွန်တော်တိုင်းပြည်ကိုကျွန်တော်က2017မတ်တာမှာတာဝန်ယူခဲ့ပါတယ်။ဥပဒေအရတော့နိုင်ငံတော်ကအဒီဒီလွှတ်တော်ကနေပြီးပြဋ္ဌာန်းတာဖြစ်တဲ့ကြောင့်ကျွန်တော် ပြင်လို့မရအောင်။အဲ့ဒီဥပဒေပေါ်မူတည်တော့နည်းဥပဒေကျွန်တော်ပြန်ပြင်ပါတယ်။ဝင်လဲအောင်ရှင်းလဲအောင်လွယ်ကူအောင်နားလဲအောင်တို့ပြန်ပြောင်းပြီးပါတယ်။တိကျခိုင်မာအောင်လည်းပြောင်းပြောင်းပြောင်းပြီးပါတယ်။ဆိုကြပါစို့ကျွတ်တင်မင်းနဲ့ပတ်သက်တော့ဟိုတော့ပြဋ္ဌာန်းချက်ရှိပါတယ်။ ဆိုဘေကျင်းကြလို့ရှိရင်ဘယ်မဖြစ်မှာဆိုမရှိပါဘူးအဲကျွန်တော်ကျွန်တော်လက်ထက်မှာတော့ဟာမြို့နယ်မှာရှိရတဲ့ကျူတင်မဲတွေဆိုရင်မဲယုံပိတ်ချင်မှာရထားတဲ့ကျူတင်မဲကိုရီးပါနော်ရီးပြီးနောက်ပိုင်းလာတာဘယ်မဖြစ်ပါဒီလိုမျိုးတွေအတိအကျကျွန်တော်ကပြန်ပြီးတော့ရေးထားပါတယ်ဒါလည်းပွင့်နေမြင်တဲ့အောင်ရှိအောင်လုပ်ထားတာပါပဲအခုနပြောသလိုပဲကျွန်တော်တို့ကကျူတင်မဲဘယ်လိုပြေးသလဲဆိုတော့ဟိုတော့ပုံစံ73တို့ပုံစံ11 တစ်နှစ်တစ်သုံးလို့ဆိုရှိပါတယ်အဲတစ်တစ်ဆိုတာတော့ဗာလဲဆိုတဲ့ခါကျတော့ဒီပြည်တွင်းထဲမှာရှိတဲ့မဆန္ဒနာအပြင်မှာသွားပြီးတော့ပြီးတဲ့ကျွတ်တယ်မဲဘယ်နှစ်ယောက်လဲတပုံ35တောင်းတာအောင်အဲထို့တူပဲတစ်နှစ်ကြာပါတယ်တမရသားတွေတမရသားဘယ်နှစ်ယောက်လဲအဲတစ်သုံးဆိုတာတော့နိုင်ငံခြားကနေသွားတယ်လေဒါနေကျွန်တော်က list တွေကိုကျွန်တော်ဟိုတော့ရှိတယ်အခုကတော့ကျွန်တော်မေးစံမလို့ကျွန်တော်ကတ်ခိုင်းထားတယ်ကတ်တာနော်ဘယ်နှစ်ယောက်လာလဲ သူကဘုန်းတော်၅လာလို့နော်ဘယ်နှယောက်ကလာတော့တောင်းထားတယ်ဘယ်နှယောက်မဲလက်မှတ်တွေပို့ထားတယ်ဘယ်နှယောက်ပြန်လာတယ်အဲ့ဒီဟာတထောင်ဆိုရင်ကျွန်တော်တို့ရည်ပြီးလေးနိုင်ရည်ပြီးတထောင်ပြင်ပို့စရာမရှိတော့နောက်ပိုင်းပယ်မဲဖြစ်ရမယ်ဆိုတော့သူလှုပ်ထားပါပြန်ပြောရင်တော့ကျွန်တော်တို့ဥတွေရောဥတွေကိုပြန်ကြည့်ပြီးတော့ပွင့်လင်းအောင်မြင်အောင်လုပ်ပြီးတော့ပွင့်လင်းမြင်အောင်ရှိအောင်လူတွေကပုံဝင်ပူပေါင်းဆောင်နိုင်အောင်လေတော့ပြည်သူများကျွန်တော်ပညာပေးထားပါတယ် ဒါဆိုရင်လွတ်လပ်ပြီးတော့တရားမျှတမှုရှိဖို့အတွက်ကိုရောဥက္ကဋ္ဌကြီးတို့ဘယ်လိုများအာမခံနိုင်မလဲရှင်။ကျွန်တော်ကတော့ဟိုဒါကတော့ဟိုကျွန်တော်ဘက်ကတော့ရန်ုံပြတောင်းဝခံပါတယ်။ဘာလို့ဆိုကျွန်တော်လည်းခဏမိနစ်ဆိုရင်ဒီမေယုံမှုတွေကို training ပေးမယ်နီးပြတွေ training ပေးပါတယ်။ဒီမနေ့ကလည်းဒီလိုပဲကျွန်တော်မှားလိုက်ပါတယ်။အဲတို့တွေဟာလူလူကိုယ်စားလှယ်ရွေးတဲ့ဖွဲ့စည်းဖြစ်တယ်။ဒါကြောင့်တည့်တမမနေရမယ်။အဲဒီချိန်တော့အစိုးရဘုံပြတဲ့အစိုးရစနစ်ဖြစ်တယ်။ ဲကြောင့်အစိုးရပြောတော့မင်းတို့လိုက်လိုက်ကြရတယ်။ယခုကတော့ပြည်သူလူပို့ပြတဲ့စနစ်ဖြစ်တယ်။ပြည်သူလူစင်တာကိုအလေးထားရမယ်။ဒါကြောင့်တို့တွေဟာတဲမမလုပ်ကြပါ။အဲဘယ်ကိုခွင့်ပြုရမလဲဆိုဥပဒေကိုမျက်ဒီဒီမျက်နှာမူပါ။ဥပဒေတိုင်းလုပ်ပါပြောပါနော်။အခုဒီပြည်ပကိုရောက်နေကြတဲ့မြန်မာနိုင်ငံသားတွေမဲပေးခွင့်ဆုံးရှုံးနေဆိုပြီးတော့ထောက်ပြနေကြတာရှိပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့ရောဥက္ကဋ္ဌကြီးဘယ်လိုများဖြေရှင်းပေးဖို့အစီအစဉ်ရှိမလဲရှင်။ဟိုမဲပေးခွင့်ဆုံးရှုံးနေဆိုရင်တော့ ါတော့ကျွန်တော်ညှင်းဆိုရပါလိမ့်မယ်နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်မဲပေးစီခြင်းတဲ့အတွက်ကြောင့်ကျွန်တော်လုံခဲ့တဲ့နှစ်နှစ်နီးပါးတည်းကနော်။တေချာတော့တစ်နှစ်ကျော်တည်းကကျွန်တော်ကအဲရုပ်ကပွဲကြလို့ရှိရင်ပြပရောက်မက်ဆန်နာရှင်တွေမဲပေးကြလိမ့်မယ်။သူ့ရဲ့ဒီဥပဒေရပြဋ္ဌာန်းထားတာပြပရောက်မှရှိနေတဲ့နော်တရားဝင်နော်အစိုးရခွင့်ပြုချက်တရားဝင်တော်တဲ့ပုဂ္ဂိုလ်တွေဟာရုပ်ကပွဲမှာမဲပေးခြင်းနဲ့ဆိုရင်ရုပ်ကပွဲကျင်ညာလိုက်တဲ့ပြိုင်နဲ့ လှမ်းပြီးတော့နော်ပုံစံ15တောင်းပါပုံစံ15ရလို့ချင်းဖြည့်ပြီးတော့ကျွန်တော်ရေးပြန်ပို့ပါဒါတော့အဲနိုင်ငံရေးဝန်ထမ်းတော့အောင်ပို့နောက်တစ်ခါပါလဲဆိုတော့ကျွန်တော်ကျူပြီးတော့နော်နိုင်ငံရေးဝန်ထမ်းနဲ့ညှိထားပါတယ်အဲ့ဒီရွက်ကောက်ပွဲနီးလာလို့ရှိရင်မဲပေးကြလိမ့်မယ်အဲ့တော့နိုင်ငံသားမှရှိတဲ့တို့မြန်မာနိုင်ငံသားဘယ်လောက်ရှိလဲဆိုတော့ register လုပ်ထားပါဆက်ရှင်နဲ့ပြည်သူ register လုပ်ပြီးတော့ကျွန်တော်ပေးပါဆိုတော့ဒါလေးကျွန်တော်ပေးထားပါတယ်။အပေးထားတဲ့လူတွေကဒါတွေကတော့ကျွန်တော်ရုပ်ောက်ပွဲနေ့ကြရင် ရေကောက်ပွဲကျင်းပတဲ့အချိန်ကျရင်မေးပေးခွင့်ရအောင်လုပ်ပြီးကျင်းလို့ပါပဲအခုဆက်ပြီးမွန်တိုင်းသားဘာသာစီစဉ်ကိုထုတ်လွှင့်ပေးပါမယ်ရှင်ကြောက်လာတော့ဆိုင်အားပေးသမှုခွဲတော့ ลูกก็ฮักกุ้งคอมมิตี้กลุ่มต่อจุ๊บหัวฮักกุ้งต่ออาดับด้วยสัตว์ทหารตัวคลิงเต้ก็กลุ่มต่อน้าหลบกลัวก็สลัดอาศัยหันฮันไอต้องเตะโดยโจ កោះក្តោះស្កតកូនអាចរយាយរឺតែវិញជួយករ៉េងួបលោះតាមមែនណាកោះត្រៅចុះចាំវែរឺងួហរសោះបងកោហកុំសមុទ្រនោះទេសានណែតកងហកុំសាំងសមុទ្រតកងក្តោះស្កតពោប្រេងលេងគាត់មកតកងកូនតំចប់រឺក៏ស្លាន់អសីហាតែវិញជួយកោបាត់ងៀមត្រឡប់តាមរាងហីណាចាក់ទួយប្លងប្រាញ់ពួរប្រាញ់នេះយូនីវ៉ាក់មលមេនគ្រូបតនាព្រោះដែរមកម្លោះអលងក្លោអត់ក៏អត់បានណារ៉ោ គួរប្រៃនេះយូនីវ៉ាមលមេនអឡងក្លោអត់ក៏ទើក្លេងកតាអកែសុថាលក្រោអត់ទេគ្រុំបតនាលលតាដែលមុំឡំហណៃស្រែនហតេរ៉ាពូនប្រៃក៏ចាំក៏អខុញក្រោនេះក្វាយគ្រុំបតនាលលទុយញៀនលប្រៃបាជពតឡាបាលេរ៉ាមេយូនីវ៉ាមលមេនបាងជូសនក៏អ៊ីភ្យូត្រៃក្លោអកែណាលរ៉ា လန်ဖာရနာအတ်ကိုအင်ဂျင်မေခလော့ကန်အလတွေစကန်ရနာအတ်ကိုကျော်ကျော်ခိုင်တော့ခလော့ကန်အလနဲ့တီတောင်းမတော်မှတ်ပိုင်းလူကစထာနောတွေးတော့အချောရအောင်ပန်းကုန်နော်ဒီညအတွက်လွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားစီစဉ်နေတယ်ဒီမှာပြီးဆုံးပါပြီကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်